ငါးနှစ်အောက်ကလေးများအတွက်ဗမောက်တွင်ကလေးထိတ်ဆောက်ရှောက်မှု US မှာနေထိုင်မှုစရိတ်ကမြင့်မားနေတာကြောင့်တင်အလုပ်လုပ်ရန်လိုအပ်ပါမည်ပြီးတော့တင်းတွင်ကလေးရှိပါကတင်အိမ်မှာမရှိသည့်အခါ၎င်းတို့ကို ပြုစုဆောက်ရှောက်ရန်အကူအညီလိုအပ်မည်ဟု ဆိုလိုသည်ဗမောက်တွင်ကလေးတဦးကို အိမ်မှာတယောက်တည်းနေခွင့်ပြုသည့် အသက်အရွယ်မြင့်မြတ်စီရမည်ကိုအတိအကျဥပဒေမရှိပါပညာရှင်တော်တော်များများကအသက်7နှစ်အရွယ်တင့်ကလေးကိုတနေ့တာတစိတ်တပိုင်းအိမ်မှာတယောက်တည်းထားနိုင်ပေမဲ့တင့်ကလေးဘလောက်ရင်ကျက်ပြီးတာဝန်စီမှုအပေါ်မှာမူတည်ပါတယ် တို့တော်တင်ဒီကလေးငယ်တို့မဟုတ်လန်းဆောက်တတ်ဆကလေးငယ်ကို အိမ်မှာတယောက်တည်းဘတော်အခါမှ မထားခဲတင့်ကြောင်တိထားရန် အရေးကြီးပါသည်၎င်းတို့ကို အချိန်တိုအတွင်းမှတောင်တယောက်တည်းထားခဲခြင်းကို အမေရိကန်တွင် ခွင့်မပြုပါအိမ်မှာဝကွန်မြူနတီအတိုင်းဝိုင်းမှာတင့်ကလေးကိုဘေးကင်းပြီးကောင်းမွန်စွာကလေးထိန်ပြုစုဆောင်ရှောက်ပေးဖို့ တာဝန်ရှိတဲ့အစိုးရအင်ဂျင်စီတွေရှိပါတယ်။ဗမောက်တွင် ထိုအင်ဂျင်စီကိုကလေးများနဲ့မိသားစုဌာနဒုမဟုတ် DCF ဟုခေါ်ပါသည်။ပြီးတော့တင့်ကလေးကိုတယောက်တည်းထားသွားကြောင်းဒုမဟုတ်မကန်တော့ကြည်ကျက်မှုမရှိဘဲတစုံတဦးမှ၎င်းတို့ကို ပြောပါကတင့်ကလေးဒီလှုပ်ချုပ်ခြင်းစီးမစီးဆုံးဖြတ်ရန် DCFD တင်းအိမ်တို့ရောက်စီလာလိမ့်မည်ဖြစ်ကြောင်း အလားလာစီသည်တင်းတွင်ကလေးကြီးတယောက်စီပြီးငယ်တော်ကလေးကိုကလေးထင်းပြူစုဆောက်ဆောက်ခိုင်းရန်တင်ရွေးချက်ပါကကလေးကြီးများ၏ရင့်ကျက်မှုနှင့်ငယ်ရွယ်သောကလေးများကိုပြူစုဆောက်ဆောက်တော်နင်းကို သူတို့တည်တင်ဒီဆိုဒီကိုတင်စင်းစားရန်လိုအပ်ပါသည်သူတို့ကိုကိုနဲ့အခြားကလေးများကို အိမ်မှာဘေးကင်းစေရန်နဲ့စနစ်တကျပြုစုစောင့်ရှောက်တော်နီးနဲ့အရေးပေါ်အခြေအနေစီပါကဘာလို့ရမည်ကိုတည်ဆီထားရန် လိုအပ်ပါသည်အောက်ပါတော့မှာတင့်ကလေးကြီးတိချောင်းတေချာစေရန် လိုအပ်ပါမည်။တကားများကို တော့ခတ်ထားခြင်း တင်းနှစ်တတ်တော်လူများကိုဒါအိမ်ထဲတို့ဝင်ခွင့်ပြုခြင်းတင်းအမည်အပြည့်စုံတင်းအလုတ်လုတ်ဒီနေရာအမည်နဲ့တင်းဆဲလ်ဖုန်းနံပါတ်တို့ကိုတိနိုင်ခြင်းငငယ်ရွယ်ရွယ်ကလေးများကိုပြုစုဆောက်ရှောက်ပေးမိသူတို့ဤအမည်အပြည့်စုံနဲ့နေရက်လိပ်စာတို့ကိုတည်ဆည်နိုင်ခြင်းမိလောက်မှုဒုမဟောအရေးပေါ်အခြေအနေတွင်ဗာလို့ရမည်ကိုသိခြင်းသူတို့ဒီ ်သင်ဒုမဟုတ်ယုံကြည်စိတ်ချရတော့အရွယ်ရောက်ပြီးသူတဦးကိုဖုန်းခေါ်ဆိုနိုင်စေရန်ဒုမဟုတ်မီတာရဲ့ဒုမဟုတ်လူနာသင်ရင်ကဲ့သို့အရေးပေါ်ဝန်ဆောင်မှုများအတွက်911ဒုဖုန်းခေါ်ဆိုနိုင်ခြင်းတွင်သူတို့ကိုတောင်းဆိုထားသည့်အချိန်တွင်တင်ထံဖုန်းဖြင့်စစ်ဆေးမှုလုပ်ခြင်းသူတို့ကိုတင်ခေါ်သောအခါဖုန်းကိုဖြေချပေးခြင်းတို့ဖြစ်သည် တင်းကလေးကိုပြုစုဆောင်ရှောက်ရန်နိုင်ရီအနေငယ်ထပ်ပို့ကြတော့ကလေးထင်းကို လိုအပ်တော်အခါမတူညီတော့ကလေးထင်းရွေးချယ်စရာများအကြောင်းတင်စင်းစားရန်လိုအပ်ပါသည်အလောက်ချိတ်မတူဘူးဆိုရင်ကလေးထင်းပြုစုဆောင်ရှောက်မှုကိုတင်းအိမ်တောင်ဖက်နယ်မြဝေချင်းဖြင့်တင်းကလေးကိုကလေးချင်းဆောက်ရှောက်ရန်စီစဉ်နိုင်သည် တင်းတွင်အရွယ်ရောက်ပြီးတော့မိသားစုဝင်တဦးစီလျင်၎င်းတို့ဒီတင့်ကလေးကိုကလေးထိုင်ရှောက်ရှောက်ရန်စန္ဒစီပေမည်တင်းဒီအခြားမိသားစုဝင်များနဲ့ကလေးထိုင်ရှောက်ရှောက်မှုကို မျှဝေနိုင်သည်အထူးသဖြင့်သူတို့မှာတင့်ကလေးနဲ့အသက်တူရွယ်တူကလေးရှိရင်ဥပမာတင့်ကလေးနဲ့သူတို့ရဲ့ကလေးတွေကို ီတနေ့မှာတင်ထိန်ထိန်ရှောက်ရှောက်နိုင်ပြီးနောက်တနေ့မှာကလေးတွေကို သူတို့ကကလေးထိန်ရှောက်ရှောက်နိုင်ပါသည် US တွင်တင်ကလေးကိုတင်အိမ်တို့မဟုတ်မိသားစုအပြင်ကလေးထိန်ဆောင်ရှောက်တော်နေရာတွေလည်းရနိုင်ပါသည်ဒါကို day care နေပိုင်ကလေးထိန်ဆောင်ရှောက်မှုလို့ခေါ်ပါတယ်နေပိုင်ကလေးထိန်ဆောင်ရှောက်မှုဒီအခြားသူဤအိမ်နေပိုင်ကလေးထိန်ဆောင်ရှောက်မှု center များ မွန်ဂျိုဟုခေါ်တော့အသက်၅နှစ်အောက်ကလေးများအတွက်ကြောင့်ဒုမဟုတ် head start ဟုခေါ်တော့ program တွင်နေပိုင်းကလေးထိန်းဆောင်ရှောက်မှုကို ပြုလုပ်နိုင်သည်ဒီ program တော်တော်များများဟာငွေကြေးကုန်ကြမှုရှိပါတယ်ဒါပေမဲ့ဗမောက်ပြည်နယ်တွင် ကုန်ကြစရိတ်အများစုအတွက်ကူညီပေးရန်အစီအစဉ်များရှိသည်ဤအစီအစဉ်များအကြောင်းအခြားဗီဒီယိုတစ်ခုတွင်ကျွန်ုပ်တို့ပြောပြပါမည် တင့်ကလေးကိုမိသားစုဝင်မဟုတ်သူအိမ်နီးနာထင်းတို့မဟုတ်သူငယ်ချင်းကဲ့သို့သောသူဆောင်တူဦးနဲ့ထားခဲ့ခြင်းဒီတင့်ကလေးအတွက်ပထမဆုံးအကြိမ်ဖြစ်နိုင်ပါသည်ဒါကိုမိဘတော်တော်များများက အစပိုင်းမှာစိတ်ပူတတ်ကြတယ်ဒါပေမဲ့အခြားကလေးတွေနဲ့ကလေးထိတ်ဆောက်ဆောက်မှု နေရာရတာကသူတို့ကြီးထွားဖွံ့ဖြိုးလာတာနဲ့အမျှ သင်ကလေးအတွက်တကယ်ကို အထောက်အကူဖြစ်နိုင်ပါတယ်။အင်္ဂလိပ်ဘာသာစကားစွမ်းရည်များဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပြီးအထူးသဖြင့်အိမ်မှာအင်္ဂလိပ်မှလွဲ၍အခြားဘာသာစကားကို ပြောတော်မိသားစုဝင်များအတွက်အထောက်အကူဖြစ်စေပါသည်။ကလေးများသည်သူတို့၏ခံစားချက်များကိုဖော်ပြရန်သင်ယူခြင်းအခြားသူများနှင့်မျှဝေခြင်းအခြားကလေးများနှင့် ပူပေါင်းလှုပ်ဆောင်ပြီးကောင်းစွာ ဆော့ကစားခြင်းကဲ့သို့သော လူမှုဆက်ဆံရေးစွမ်းရည်များ ဖွံ့ဖြိုးလာမည်ဖြစ်သည်ရေတွက်ခြင်းစာဖတ်ခြင်းနှင့်စာရေးခြင်းစသည့်စွမ်းရည်များကိုလည်းတင်ယူကြမည်ဖြစ်သည် day care နေပိုင်းကလေးထိစားရှောင်မှု ပေးတူများနှင့်ဆရာဆရာမများသည့်တင့်ကလေးကိုဘေးကင်းစေရန်နှင့်တင်ယူရန်ပျော်စွင်စေရန်နှင့် တွင်ကျင့်မှုအသည့်များဖွံ့ဖြိုးတိုးတက်စေရန် လေ့ကျင့်သင်ကြားဓာတ်တူများဖြစ်သည်ဗမောက်တွင်နေပိုင်ကလေးထိဆောက်ရှောက်မှုအတွက်တင်စားဖွေးနိုင်ပြီးငွေပေးချေရန်ကူညီပေးတော်မတူညီတော်ပရိုဂရမ်များရှိပါသည်ဤစနစ်သည်ဆောက်ထွေးနိုင်တော်လဲတင်ကိုကူညီရန် လူများစွာရှိပါသည်တင့်တေတာစီကလေးထိန်ဝင်ဆောင်မှုများအကြောင်းမင်းမြန်းရန်နံပါတ် 211ကိုခေါ်ဆိုနိုင်ပါသည်။သင်ခေါ်ဆိုမှုကိုဖြေကြားသည့်အခါအင်္ဂလိပ်လို interpreter ဟုပြောပြီးနောက် Burmese ဟုပြောပါ။